မင်္ဂလာညချမ်းပါ Tip Star ဂုတ်ကြီး Channel ကကြိုဆိုပါတယ်ဒီညကျွန်တော် Channel ရဲ့ပွဲဦးထွက်ဒီညကံမဲ့ဥရောပလီဂျီပွဲစဉ်တွေထဲကနေပြီးတော့ကျွန်တော် Italy Serie A ပွဲစဉ်ဖြစ်တဲ့ကိုမိုနဲ့ဆက်ဆူလိုပွဲစဉ်ကိုပေါ်ရီယောကိုပေါင်းအတွဲလိုက်ရွေးပေးချင်ပါတယ်ကျွန်တော် Channel ကနေပြီးတော့ညစဉ်ညစဉ်မှာဥရောပလီဂျီပွဲစဉ်တွေဖြစ်တဲ့မြန်မာထိုးသားမိတ်ဆွေတွေ အကြိုက်ဖြစ်တဲ့ဥရောပလီဂ်ပွဲစဉ်တွေထဲကအင်္ဂလန်ပရီးမီးယားလီဂ်စပိန်လာလီဂါအီတလီစီရီအဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံလီဂ်ယူရိုပါလီဂ်ကွန်ဖရင့်လီဂ်ပြီးလာမယ့်2026ကမ္ဘာဖလားစားရပွဲစဉ်တွေကိုကျွန်တော်ညစဉ်ညစဉ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါပြီးတော့ကျွန်တော်ရဲ့ Telegram channel ကိုလည်း join ထားဖို့ဖိတ်ခေါ်ပါတယ် ဒီညမှာကျွန်တော်က VIP tip နှစ်ကွက်ရွေးပါမယ်ဒီ live မှာကျွန်တော် VIP tip နှစ်ကွက်ရွေးပေးမယ်အဲ့ဒီနှစ်ကွက်ကကိုမိုနဲ့ဆက်စုလို့ဥပွဲစဉ်ဖြစ်တယ်ဒီနှစ်ပွဲဒီဒီပွဲမှာကျွန်တော်က body ရောကိုပေါင်းရောနှစ်ကွက်စလုံးရွေးချယ်ပေးမှာဖြစ်ပါတယ်ကိုမိုကနေပြီးတော့လက်ရှိ body ဈေးတန်းအနေနဲ့တလုံးတွင်းပြား90နိုင်ဖွင့်လှစ်ထားပေး ကိုပေါင်းဈေးကွက်ကတော့နှလုံးအရှုံးဖြစ်ပါတယ်။ဒီကိုမိုကနောက်ဆုံးပွဲစဉ်မှာအီတလီစီးရီနောက်ဆုံးပွဲစဉ်မှာတိုရီနိုကို1-5ဆိုတဲ့ရလက်နဲ့အနိုင်ကန်ထားတဲ့အသင်ဖြစ်တယ်။ဒီညမှာကိုမိုအနေနဲ့ဆက်ဆူလိုဦးနိုင်ဖို့အတွက်အရန်ကြီးခဲရင်တဲ့အနေအထားမျိုးတော့မဟုတ်ဘူး။ဒီနှစ်သင်းကပြီးခဲ့တဲ့ 6လပိုင်း25ရက်နေ့မှာမှအီတလီကပ်ပွဲစဉ်ကန်ထားတယ်အဲ့ဒီပွဲမှာကိုမိုကတန်တက်ဆဆူလိုအိုကို3-0ဆိုရရလနဲ့နိုင်ထားတယ်ဆဆူလိုဒီအီတလီစီးရီးအဝေးကွင်း၄ပွဲဆက်တိုက်ကြီးအောင်ထားတဲ့အသင်းဖြစ်တယ်၄ပွဲဆက်တိုက်အီတလီစီးရီးအဝေးကွင်း၄ပွဲဆက်တိုက်ရှုံးပွဲမရှိအနိုင်ကြီးပဲအနိုင်၃ပွဲနဲ့တပွဲတည်းရလကူ ရယူထားတဲ့အသင်ဖြစ်တယ်။ကိုမိုအနေနဲ့ဆက်ဆူလိုကိုအနိုင်ကန်သွားရင်ကန်သွားလို့ရတဲ့အနေအထားမျိုးရှိတယ်။ဘာကြောင့်လဲဆိုတော့ဆက်ဆူလိုရဲ့အဝေးကွင်း form ကောင်းမှုမှုကြောင့်ဖြစ်တယ်။ကျွန်တော်ကဒီညမှာဒီပွဲမှာ VIP နှစ်ကွက်ကျွေးပြီးမယ်ဘော်ဒီရောကိုပေါင်ရောပထမတစ်ကွက်ကတော့ကိုပေါင်အောက်ဖြစ်ပါတယ်ကိုမိုကိုပေါင်အောက်ပါ ဒုတိယတစ်ကွက်ကတော့ကိုမိုဘော်ဒီဖြစ်ပါတယ်။ဒီနှစ်ကွက်ကိုနောက်ထောင်သူထိုးသားမိတ်ဆွေအနေနဲ့မျှပြီးဆော့ရမှာဖြစ်ပါတယ်။တင်ပဲဆော့ဆော့ချပဲဆော့ဆော့မျှပြီးဆော့ပါ။နှစ်ကွက်ကိုပမာဏတူညီစွာနဲ့ကစားပြဖို့တော့လိုပါလေ။ဒါကဒီပွဲမှာဖြစ်နေတဲ့ဇီးကွက်တပေါ်တရားနဲ့ဒီနှစ်သိန်းရဲ့လက်ရှိအနေထားပုံမှာမူတည်ပြီးတော့ tip ကို balance လုပ်ထားတဲ့ ထိုးကွက်ဖြစ်ပါတယ်အဲ့တော့ကိုမိုဘော်ဒီကဘာလို့ယူလဲဆိုတော့ကိုမိုဒီဒီယာဒီမာအင်္ဂလန်ပရီအီတလီစီးရီးအေမှာကိုမိုဒီကြီးအရာအตาကြီးအမြဲတမ်းယူပါတယ်ကိုမိုဒီကြီးဖွင့်လက်သူတွေကိုယ်တိုင်အထင်ကြီးထားတဲ့အသင်ဖြစ်တယ်သူ့ရဲ့စုဖွဲ့မှုအရန်ကောင်းတယ်ကိုမိုဒီဒီယာဒီအီတလီစီးရီးအေမှာနှစ်ပွဲစတိုက်မနိုင်သေးတဲ့ မှတ်တမ်းဆိုးတစ်ခုရှိနေတယ်။ကိုမိုဒီတရားဒီဒီစီးရီးမှာတပွဲပဲရှုံးထားတယ်မှန်နေ။ဘူလော့ညာဦးတပွဲပဲရှုံးထားတယ်ယာတီထွက်တယ်ကျန်တဲ့ရှုံးပွဲမရှိဘူး။ကိုမိုရဲ့ပြဿနာကဒီယာဒီအီတီတီစီးရီးမှာနှစ်ပွဲစက်တိုက်မနိုင်တဲ့ပတန်ဆူရှိတယ်။ဆလိုဂျနာကအီတီတီစီးရီးအတပွဲနိုင်ပြီးသွားရင်ကိုမိုဒီနောက်တစ်ပွဲမှာတည်ရကြတယ်။ကျွန်တော် Tipstar ကုတ်ကြီးအနေနဲ့ ကိုမိုဒီမှတ်တမ်းစုကိုခြေပြတ်မယ်လို့ယုံကြည်နေတယ်။ဆဆူလိုအိုကအဝေးကွင်းဖောင်အရန်ကောင်းနေတဲ့အတွင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီညမှာဆဆူလိုအိုကလည်းကိုလည်းထူတာမျှသွားနိုင်နေ။ပြောကျင်တဲ့သဘောတရားကကိုမိုကိုထူတာအရန်ဆောင်းတာမျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်တယ်။ဒါကြောင့်မို့လို့ဒီညမှာကိုကိုမိုဘော်ဒီဆော့လို့ရတယ်။ဒုတိယတစ်ချက်ကိုမိုကိုအောက်ဘာလို့ယူလဲ။6လပိုင်း25ရက်နေ့အီတလီ အီတလီကပ်ပွဲစဉ်မှာဒီနှစ်သင်းတွေ့တဲ့အချိန်မှာကိုမော3-0နဲ့နိုင်ထားတယ်အဝေးကွင်းဆက်ဆူလို့ဦးသည်အဝေးကွင်းရောက်ရင်ဂိုးအမြဲတမ်းရတဲ့အတင်ဖြစ်တယ်အဲ့တော့သူကနောက်ဆုံးပွဲစဉ်မှာအတ္တလန်တာလိုအတင်မျိုးတော့0-3နဲ့နိုင်ထားတဲ့အတင်ဖြစ်တယ်ကိုမိုကလည်းတိုရီနိုကိုတိုရီနိုလိုအတင်မျိုးကိုအဝေးကွင်းကနေ1-5နဲ့နိုင်ထားတဲ့အတင်တစ်ဖက်ကဆက်ဆူလိုဦးကလည်းအဝေးကွင်းမှန်သမျှကိုရအောင်တွင်းပြီးတော့အနိုင်ယူထားတဲ့အတင် ဒီလိုနှစ်သိန်းတွေးတဲ့အချိန်မှာကိုပေါင်းစည်းကွက်ဒီနှလုံးအရှုံးဆိုတာကနှိမ့်ပါတဲ့အဘက်မှာရှိနေတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်။နောက်တစ်ချက်ကအကယ်၍ဒီညမှာကိုမိုနိုင်မယ်ဆိုရင်ကိုအပေါ်ကြီးနဲ့တော့နိုင်ကြအကြောင်းမရှိဘူးလို့ကျွန်တော်မြင်တယ်။ပြီးခဲ့တဲ့6လပိုင်း25ရက်နေ့လွန်ခဲ့တဲ့တလဝင်းကျင်ရမှာအီတလီဖလားပွဲစဉ်မှာ3-0နဲ့နိုင်ထားတဲ့ကိုမိုအနေနဲ့ဒီညမှာဆက်ဆူလို့ဦးကို နိုင်မယ်ဆိုရင် 1C 2C ပဲအကယ်၍အလို့မှမဟုတ်ဘူးဆိုရင်တော့11တပောက်တော့ကျွန်တော်တို့ကြောက်ကြလေဒါကြောင့်မို့လို့ကျွန်တော်ကထိုးသားမိတ်ဆွေအနေနဲ့ကိုမိုဘော်ဒီကိုကူပေါင်းအောင်နဲ့မျှထိုးဖို့ကျွန်တော်ကအကြံပေးခြင်းလေဟုတ်ပြီအဲ့တော့ဒီညကျွန်တော်ရဲ့ VIP တစ်နှစ်ကွက်ယူချင်မှုကတော့ကိုမိုဘော်ဒီနဲ့ကိုမိုကူအောင်ဖြစ်ပါတယ်ကျွန်တော်ဒီညကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ကွက် Super V Super VIP တစ်တစ်ကွက်ရှိပါမယ် ဲ့တကွက်ကိုကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားပါတယ်ကျွန်တော်ရဲ့ Telegram Channel ကိုလာပြီးတော့ join ထားပါနေ့စဉ်ကျွန်တော်အကြိုက်ဆုံး Super VIP တကွက်တကွက်ကိုအမြဲတမ်းတင်ပေးပါမယ်ကျွန်တော်ရဲ့ tip တွေကိုထိုးကြည့်ပါထိုးသားမိတ်ဆွေအနေနဲ့လေ့လာကြည့်ပါထိုးကြည့်ပါဆိုတော့ကျွန်တော်တို့မနေ့ဖြန်မှာမနေ့ဖြန်စနေနေ့နဲ့တနင်္ဂနွေနေ့တွေမှာဥရောပပွဲစဉ်တွေအများကြီးရှိတယ် အဲ့ဒီမှာကျွန်တော် VIP ရွေးချယ်မှုတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဒီညကျွန်တော်ရဲ့ Super VIP ကျွန်တော်အကြိုက်ဆုံး Super VIP အနိုင်သေးကြတဲ့ Super VIP ကိုကျွန်တော် Telegram မှာ Telegram Channel ကို join ပြီး join ထားပြီးတော့လာယူပါ Telegram Channel ကိုဒီဗီဒီယိုရဲ့အောက်က comment တွေမှာကျွန်တော်ကျွန်တော် Telegram Channel link ကိုချပေးထားပါတယ်အားလုံးပဲ Good Friday Good Friday Good Friday ဖြစ်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်မင်္ဂလာညချမ်းပါတစ္စတာကုတ်ကြီးပါ